YouTube video လေးဒီကိုကြည့်ပေးရုံနဲ့ပတ်စာရောက်စီနေပြီပဲဖြစ်ပါလေ ဟုတ်ပါတယ် YouTube ဗီဒီယိုလေးတွေကိုစက္ကန့်ပိုင်းလောက်ကြည့်ပေးရုံနဲ့ပတ်စံရရှိနေတဲ့ဝက်ဆိုင်တွေတခုကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ရရခိုင်လို့ပတ်စံထုတ်ပြပေးသွားမှာဖြစ်ပြီးတော့ပတ်စံဘယ်လိုဆောင်မလဲပတ်စံဘယ်လိုထုတ်မလဲဆိုတာလေးကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကို like အစလေးလုပ်ပြီးတော့အဆုံးထိကြည့်ရအောင် ။ Okay ကျွန်တော်အခုပြောပြပေးမှာဝင်ဆိုင်ကားဆိုရေပေါ့နော်ဒီ YouTube video လေးတွေကိုအလွယ်တကူကြည့်လို့ရပြီးတော့ပတ်စံလွယ်လွယ်ကို ထုတ်လို့ရမယ် website တွေတခုပဲဖြစ်ပါလိမ့်ဒီ website နာမည်ကဆိုရင်လက်ကီဝဲပေါ့နော်ဒီကောင်ဒီကကျွန်တော်ကဒီ post စခွေလေးတမကျွန်တော်ကထုတ်လို့ထားတာဖြစ်တာကြောင့်မလို့ပေါ့နော်တကယ်လို့ကျွန်တော်ပေးထားတဲ့လေးကောင်ဒီဝေလိုက်ပြီးဆိုရင်ဒီ browser လေးတစ်ခုဝေတော့ပါလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ဒီဒီ website လေးကဆိုရင် YouTube video လေးတွေကိုကျွန်တော်တို့ကကြည့်ပေးုံနဲ့ပတ်စာဆောင်လို့ရောက်မှာပဲဖြစ်ပါလိမ့် okay ကျွန်တော်တို့ဒီ website လေးတစ်ခုစတဲ့ဝေလိုက်ပြီးဆိုရင် Google account တစ်ခုနဲ့ account ပြုလုပ်ပေးလိုက်ပေါ့နော် Google account ောက်တစ်ခုနဲ့ပြုလုပ်ပေးလိုက်ပြီဆိုရင်ဒီနေရာလေးကိုရောက်ရှိလာမှာဖြစ်ပါလေ။ Okay ကျွန်တော်တို့ကဒီ website လေးတက်ကိုကျွန်တော်တို့ဒီ blog စာလေးထဲမှာမတုံးချင်တဲ့သူတွေဆိုရင်အပေါ်ကအစေးလေးတုံးစစ်ကိုတစ်ချင်နှိပ်ပေါ့နော်။ဒီအောက်မှာကျွန်တော်တို့ကပေါ့နော်ဒီမှာ ADD2 house square ဆိုတဲ့နေရာလေးစီမှာဖြစ်ပါလေ။ဒီကောင်လေးကိုတစ်ချင်နှိပ်ပေးလိုက်ပေါ့။နှိပ်ပေးလိုက်ပြီဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကပေါ့နော်ဒီကောင်လေးကိုဒီ post square ပေါ်မှာ install လုပ်ပေးလိုက်ပေါ့နော်။ကျွန်တော်ကတော့လုပ်ပြီးပြီမို့လို့ဒီနေရာလေးမှာဥပမာအနည်းနဲ့ပြောပြပေးတာဖြစ်ပါလေ။ Okay ဒ ဒီဖဲခါနီကျွန်တော်တို့ YouTube ဗီဒီယိုလေးတွေကိုဘယ်လိုကြည့်မလဲပေါ့နော်ကြည့်လို့ရရှိလာတဲ့ဒေါ်လာလေးတွေကိုပတ်စပ်ဘယ်လိုထုတ်မလဲပေါ့နော် Okay ဒီအကြောင်းအရာအသေးစိတ်နဲ့ငွေထုတ်ပုံလေးတွေကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါလိမ့်ဟုတ်ပြီပထမအနေနဲ့ကျွန်တော်တို့ဒီဖဲကိုရရှိလာပြီးဆိုရင်အပေါ်မှာမြေတွေရမှာကတော့ပေါ့နော်ကျွန်တော်တို့အနေနဲ့ရရှိထားတဲ့ဒေါ်လာပမာဏလေးပဲဖြစ်ပါလိမ့် Okay ဒီဒေါ်လာလေးတွေကိုရရှိဖို့ဆိုရင်ကျွန်တော်တို့ကသူပေးထားတဲ့ YouTube ဗီဒီယိုလေးတွေကိုစက္ကန့်ပိုင်းလောက်ကြည့်ပေးရမယ်ပေါ့နော်ဒီလိုကြည့်ဖို့ဆိုရင် ော်ဒုက္ခဒီမှာဝဲဆိုတဲ့နေရာဒီထက်ကိုတချေဝိတ်လိုက်ပါ ဟုတ်ပြီဝိုင်လိုက်ပြီးဆွေဒီနာလေးမှာကျွန်တော်တို့အမှန်ချစ်ဖြစ်သွားတဲ့အဖြစ်ခလာလေးစာပေးလိုက်ပေါ့နော်ခလာလေးစာပေးလိုက်ပြီးဆွေဒီမှာကျွန်တော်တို့ကခူးတူဒီကလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့โอเคနှိပ်ပေးလိုက်ပြီးဆိုရင်ဒီနာလေးမှာကျွန်တော်တို့ကပေါ့နော်ဟိုင်းဗီဒီယိုအနေနဲ့ဒီကလေးကိုနှိပ်ပေးရမှာဖြစ်ပါလိဒီကလေးကိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီ YouTube APP လေးတစ်ခုရောက်ရှိသွားမှာပေါ့နော်ရောက်ရှိသွားပြီးဆိုရင်ကျွန်တော်တို့ပေါ်လာတဲ့ဒီဗီဒီယိုလေးကိုကျွန်တော်တို့က second ဘိုင်လောက်ကြည်ပေးလိုက်မယ်ဆိုရင်ကိုလူတို့ကဒေါ်လာလေးတွေရောက်ရှိလာမယ်ပေါ့ လို့ okay ဒီမှာကျွန်တော်ခဏလေးစက္ကန့်ဘယ်လောက်ကြည်ပေးလိုက်မှာဖြစ်ပါလိစက္ကန့်ဘယ်လောက်ကြည်ပေးလိုက်ပြီဆိုရင်ဒီ background နဲ့ကျွန်တော်တို့ပြန်ထွေးလိုက်ပေါ့လို့ပြန်ထွေးလိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီ YouTube video ကိုကျွန်တော်တို့ကစက္ကန့်ဘယ်လောက်ကြည်ပေးလိုက်တာဖြစ်တာကြောင့်မလို့ကျွန်တော်တို့ရရှိလာတဲ့ဒေါ်လာပမာဏလေးပဲဖြစ်ပါလိ okay နောက်ထပ်တစ်ပုဒ်အနေနဲ့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဒီမှာ next video ကိုနှိပ်ပြီးတော့ပြန်ကြည့်လို့ရတယ်ပေါ့နော် okay ကျွန်တော်ကတော့ဒီမှာဥပမာအနေနဲ့ပြပေးတာမလို့ဒီအောက်ကကျွန်တော်တို့ cross ဆိုတဲ့နေရာလေးကိုပဲနှိပ်ပေးလိုက်မယ်ပေါ့နော်ဟုတ်ပြီ ်သူကဆိုရဲဒီမှာကျွန်တော်တို့တနေ့ကိုကာတာချီနဲ့ပေးထားတဲ့ပေါ်လို့တနေ့ကိုကျွန်တော်တို့ကဒီဗီဒီယိုဖောင်ငေါ်ရတီကြည့်လို့ရမှာပေါ်လို့ကျွန်တော်တို့နာရီပေါင်း60ပေါ်လို့โอเคဒီကာတာချီအနေနဲ့တနေ့မှာကျွန်တော်တို့ဒီလောက်ကြည်ခွေရရှိမှာဖြစ်ပါတယ်ဒီအမဆွေလည်းပဲကျွန်တော်တို့ဒီအစင်းနေနဲ့သူကပေးထားမှာပေါ်လို့ ဟုတ်ပြီကျွန်တော်တို့နောက်ထပ်တစ်ခုအနေနဲ့ဒီဗီဒီယိုကြည့်ဖို့ကြီးနေလေးကိုတည်ဆင်းနားလည်ပြီးဆိုရေးကျွန်တော်တို့ကဒီ host ရဲ့နေရာလေးကိုပြတ်သွားမယ်ပေါ့နော်โอเคကျွန်တော်တို့ဒီဗီဒီယိုလေးတွေကြီးလိုက်တဲ့အခါမှာဆိုရင်ဒေါ်လာလေးတွေကဒီနေရာလေးမှာလာပြီးတော့ပေါက်ထည့်ပေးမယ်ပေါ့နော်ဒေါ်လာအပြည့်ကျွန်တော်တို့ကဒီမှာဒီ quality တွေလည်းရရှိလာမယ်ပေါ့နော်ဒီပုံစံလေးနဲ့ quality တွေကိုလူတို့မြေတွေ့ရမှာဖြစ်ပါတယ်ဒီရရှိလာတဲ့ quality တွေကိုလည်းကျွန်တော်တို့ကဒီမှာဒေါ်လာနဲ့ပြန်ပြီးတော့လဲလို့ရတယ်ပေါ့နော်โอเคဒီအောင်မှဆိုရင်ကျွန်တော်တို့က coin အ1မီလီယံဆိုရင်1ဒေါ်လာရမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ပေးစာရမယ့် क्वाई ပမာဏနဲ့အပေါ်မှာရရှိလာမယ့်ဒေါ်လာပမာဏလေးပဲဖြစ်ပါတယ်သူကဆိုရင်ပေါ့နော်တစ်ခါကိုတစ်ချိန်ပဲထုတ်ခွင့်ပေးမှာဖြစ်ပါတယ် ဟုတ်ပြီ YouTube ဗီဒီယိုကြည့်ပေးရုံနဲ့ကျွန်တော်တို့ကဒေါ်လာလေးရမယ့်အဖြစ်ပေါ့နော်ဒီအောက်ကကွိုင်လေးတွေလည်းရရှိမှာဖြစ်တာကြောင့်မလို့နှစ်ခုအနေနဲ့ရရှိမယ်ပေါ့နော် Okay ဒီထက်ကနေကျွန်တော်တို့ကဒီပတ်စံထုံလေးကိုမပြောပြခင်မှာကျွန်တော်တို့ဒီထက်ကနေလှုပ်ဆောင်ရမယ့်အရာလေးတစ်ခုရှိတယ်ပေါ့နော်ကောင်းကောင်းဆွေးကျွန်တော်တို့ဒီပတ်စံထုံတဲ့အခါမှာဆိုရင် make coffee လုပ်လို့ရတဲ့နေရာလေးပေါ့နော်ကျွန်တော်ဥပမာအနေနဲ့ဒီမှာပြောပြမှာဖြစ်ပါတယ်ဒီ make coffee လုပ်မယ်ဆိုရင်ဒီ weight loss ရဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဟုတ်ပြီဒီလို နိုင်ပြီးလိုက်ပြီးဆိုရေကျွန်တော်တို့ဒီမှာဆိုရေပေါ့နော်သူဝေလို့အနေနဲ့ကျွန်တော်တို့ကဒီ email ကို confirm အနေနဲ့လုပ်ပေးရမှာပေါ့နော် confirm လုပ်မယ်ဆိုရေကျွန်တော်တို့ကဒီမှာ confirm ဆိုတဲ့နေရာလေးကိုတစ်ချိန်နှိပ်ပေးလိုက်ပေါ့ okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရေကျွန်တော်တို့ရဲ့ gmail လေးတစ်ခုသူက support ပေးမှာပေါ့နော် okay ကျွန်တော်ကဒီမှာ g m a i l ဟုတ်ပြီကျွန်တော်ကဒီမှာ Gmail လေးထက်ကိုတချေဝေပြမယ်ပေါ့နော်ဟုတ်ပြီ Gmail လေးထက်ကိုဝေလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ lucky ဝဲအနေနဲ့ဒီစာလေးတစ်ခုပေါ်လာမယ်ပေါ့နော်ပေါ်လာပြီဆိုရင်ဒီကောင်လေးထက်ကိုကျွန်တော်တို့တချေဝေလိုက်ပေါ့ဝေလိုက်ပြီဆိုရင်ဒီမှာ confirm email ဆိုပြီးတော့ကျွန်တော်တို့ပြောင်းနေပြီပေါ့နော် okay confirm email ဆိုတဲ့နေရာလေးကျွန်တော်တို့ပြောင်းနေပြီဆိုရင်ဒီကောင်လေးထက်ကိုတချေဝေလိုက်ပေါ့ဝေလိုက်ပြီဆိုရင်ဒီညာလေးမှာကျွန်တော်တို့ခဏလေးစောင့်ပေးလိုက်ပေါ့နော်ခဏလေးစောင့်ပေးလိုက်တာနဲ့ကျွန်တော်တို့ mega confirm ဖြစ်သွားပါလိမ့်မယ်သူကဒီမှာ go to profile ဆိုတဲ့ ဲ့နေရာလေးကျွန်တော်တို့ပြတ်သွားခိုက်တဲ့ပေါ့နော်။ဘဲကားနေပေါ်တော့ရရှိလာတဲ့ဒေါ်လာလေးတွေကိုကျွန်တော်တို့ကဒီမှာဝင် loss နေရာလေးကိုပြန်ပြီးတော့နှိပ်ပေးလိုက်ပေါ့နော်။နှိပ်ပေးလိုက်ပြီးဆိုရင်ဒီနေရာမှာကျွန်တော်တို့ make of file လုပ်လို့ရမယ်။နေရာလေးကမရှိတော့ဘူးပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်ကပတ်စံထုတ်လို့ရပြီပဲဖြစ်ပါတယ်။ Okay ဒီလိုပတ်စံထုတ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာပတ်စံထုတ်လို့ရမယ်။ wallet တွေကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။အပေါ်ဆုံးမှဆိုရင်ကျွန်တော်တို့ကပေးနေရနဲ့ပတ်စံထုတ်လို့ရမယ်ပေါ့နော်။အောက်မှာဆိုရင်ကျွန်တော်တို့ခလေးတို့အချိတ်ဖြစ်တဲ့ ီမှာတီအာအိမ်နဲ့ထုတ်လို့ရမယ်တရားမဆွေကျွန်တော်တို့ကဂိတ်အန်တန်ရယ်ဖြစ်တဲ့ဒီစပိန်နဲ့ကျွန်တော်တို့ပတ်စံထုတ်လို့ရမယ်ပေါ့နော်တရားမဆွေကျွန်တော်တို့ကအလီကွာစတောင်းနဲ့ပတ်စံထုတ်လို့ရမယ်ပေါ့နော်တရားမဆွေရဲ့ UADD PEP 20ခလေးတို့ HA ဖြစ်တဲ့ UADD PEP 20နဲ့ကျွန်တော်တို့ပတ်စံထုတ်လို့ရမယ်ပေါ့နော် Okay တရားမဆွေလည်းပဲကျွန်တော်တို့ပတ်စံထုတ်လို့ရမှာဟောလဲတွေလည်းစီပါသေးတယ်ပေါ့နော် Okay ကျွန်တော်တို့ ਨੇ အစီအပြေဆုံးအရာကားဆိုရယ်ပေါ့နော်ဒီမှာခလေးတို့ HA ဖြစ်တဲ့ UADD ်ပေးပြီး20ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာ Crypto Exchange တွေဖြစ်တဲ့ Binance, OKX, Bybit, Associate တဲ့ဒီလို Crypto Wallet တွေနဲ့ပတ်စပ်ထုတ်လို့ရတယ်ပေါ့နော်ကျွန်တော်ကဒီနေရာလေးမှာ Binance နဲ့ပတ်စပ်ထုတ်ပြပေးမှာဖြစ်ပါတယ် OK Binance နဲ့ပတ်စပ်ထုတ်မယ်ဆိုရင်ကျွန်တော်တို့ကဒီကလေးကို select ခြင်းမှတ်ပေးလိုက်ပေါ့နော်မှတ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီအကောင့်နည်းနည်းဆွဲချပေးလိုက်ပေါ့နော်ဆွဲချပေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့က ADD Wallet ဆိုတဲ့ဒီကလေးပေါ်နေမယ်ပေါ့နော်ပေါ်နေမယ်ဆိုရင်ဒီကလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက် ပေါ့နေပြလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီထဲမဲ့ wallet address ကိုပေါ်တော့ဒီညလေးမှာထည့်ပေးရမှာဖြစ်ပါလိမ့်ကျွန်တော်ကတော့ဒီမှာထည့်ပြီးပြီမို့လို့ဒီမှာအမှန်ချင်းတွေပြောင်းနေပြန်ပေါ့နော်โอเคကျွန်တော်တို့ကဒီ UADDP ပြီး20ကိုဒီ Binance account တွေထမသွားယူမယ်ပေါ့နော် Binance account တွေထောက်ကိုကျွန်တော်တို့တချေဝေးလိုက်ပေါ့ Binance account မဖွင့်ရသေးတဲ့သူတွေဆိုရင်လည်းပဲကျွန်တော်တို့ဒီ YouTube မှာလှိလာပြီးတော့ဖွင့်လို့ရလဲပေါ့နော်โอเค Binance လေးထဲကိုကျွန်တော်တို့ရောက်စီလာပြီးဆိုရင်ဒီမှာကျွန်တော်တို့က ADD ဆိုတဲ့ခလုတ် overlay မြည်တွေ့ရမယ်ပေါ့နော်ဒီကောင်လေးထ က်ကိုတချေဝယ်လိုက်ပေါ့ဝယ်လိုက်ပြီးဆိုရဲကျွန်တော်တို့ကဒီမှာပေါ့နော် one chain deposit ဆိုတဲ့ဒီကောင်တီထက်ကိုတချေဝယ်လိုက်ပေါ့ okay ဝယ်လိုက်ပြီးဆိုရဲအပေါ်မှာကျွန်တော်တို့ software ပြရမှာကတော့ပေါ့နော် usp ဒီဒီလိုဒီလိုရိုက်စားပေးလိုက်ပါရိုက်စားပေးလိုက်ပြီးဆိုရင်ဒီကာလီတက်ကိုတချေဝယ်လိုက်ပါဝယ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ကပေါ်တော့ဒီမှာ BEP 20ကိုရွေးချယ်ပေးရမှာပေါ်လို့ BEP 20ကိုကျွန်တော်တို့ကတချေထားလိုက်ပါထားလိုက်ပြီးဆိုရင်ဒီမှာအလွဲကိုကျွန်တော်တို့က copy ယူပေးလိုက်ပါ copy ယူပေးလိုက်ပြီးဆိုရင်ခုနကျွန်တော်တို့ဒီ website လေးတက်ကိုပြောင်းဝင်မှာပေါ်တော့ပြောင်းဝင်လိုက်ပြီးဆိုရင်ဒီနေရာမှာကျွန်တော်တို့ယူလာတဲ့အလွဲကိုပေါ်တော့ဒီမှာပေးချပေးလိုက်ပါပေးချပေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကဒီအမှတ်ချက်လေးဖြစ်သွားမှာပေါ်တော့ဖြစ်သွား ပြီးဆိုရင်ကျွန်တော်တို့အောက်ကိုနည်းနည်းဆွဲချပေးလိုက်ပါဆွဲချပေးလိုက်ပြီးဆိုရင်ဒီအမှကျွန်တော်တို့ကဆေးဆက်တင်ဆိုရင်နေရာလေးမြင်တွေ့ရမှာပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့တချင်နှိပ်ပေးလိုက်ပါ Okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ဒီဟောလဲကပေါ့နော်ဆေးအနေနဲ့ဖြည့်သွားပြီးပဲဖြစ်ပါတယ်ဖြည့်သွားပြီးဆိုရင်ကျွန်တော်ဆွေနေရာလေးကိုပြတ်သွားပေးပေါ့နော်ပြတ်သွားပေးပြီးဆိုရင်ဒီမှာဝေဒရောဆွေနေရာလေးကိုပြတ်သွားပေးပါပြတ်သွားပေးပြီးဆိုရင်ခုနကျွန်တော်တို့ထည့်ခဲ့တဲ့ wallet address ကဆွေဒီမှာ UATT PP20 ပဲဖြစ်ပါတယ်ဒီကောင်လေးကိုဆက်လက်မှတ်ပေးလိုက်ပါမှတ်ပေးလိုက်ပြီးဆိုရင်ကျွန်တော် တွေကဒီမှာကျွန်တော်တို့ထက်ခဲ့တဲ့ wallet app တွေကဆွဲဒီမှာသူကပေါ်နေတာပဲဖြစ်ပါတယ်ဒီကောင်လေးမှတ်မှတ်မှတ်ကျွန်တော်တို့တေချာလေးဆက်ဆေးပေးပေါ့နော်မှတ်ကန်ပြီဆိုရင်ဒီအမှကျွန်တော်တို့ထုတ်လို့ရမယ်ဒီအမှကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာလေးမှာအစီဒိုဒါနမကို UATD ကိုကျွန်တော်ထုတ်ယူมาဖြစ်တာကြမလို့ဒီလို ရိုက်ထည့်ပေးလိုက်မှာပေါ့နော်ဒီအမှ Fiji အနေနဲ့ကျွန်တော်တို့ပေးဆောင်ရမှာကတော့စီဒိုဒါနမစီဒို9 UATD ပဲဖြစ်ပါတယ်ကျွန်တော်တို့အပေါ်မှာဆိုရင် ကျွန်တော်တို့ပေးဆောင်ရမှာ Fiji ပေါ့နော်ဒီအမှ ဆိုကျွန်တော်တို့ရရှိလာမယ်ဒေါ်လာလေးပဲဖြစ်ပါတယ်။ Okay မှတ်ကန်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ payout ဆိုတဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်ပစ်လိုက်ပါ။ okay ဒီလိုနှိုက်ပြလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာပတ်စံထုတ်ယူခြေကနေမှာ successful အနေနဲ့ပြပေးသွားပြီပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ပြပေးသွားပြီဆိုရင်ဒီ alcohol clause ဆိုတဲ့နေရာလေးကိုတစ်ချက်နှိမ့်လိုက်ပေါ့နှိမ့်လိုက်ပြီဆိုရင်ကျွန်တော်တို့ထုတ်ယူခဲ့တဲ့ပမာဏလေးကိုပြန်ကြည့်မယ်ဆိုရင်ဒီမှာ history ဆိုတဲ့နေရာလေးကိုတစ်ချက်ဝင်လိုက်ပေါ့ဝင်လိုက်ပြီဆိုရင်ဒီညာလေးမှာကျွန်တော်တို့ပတ်စံထုတ်ယူထားတဲ့ပမာဏနဲ့ကျွန်တော်တို့ရဲ့ address ပေါ့နော်ကျွန်တော်တို့ထုတ်ယူထားတဲ့အချိန်ပမာဏနဲ့ရေဆွဲပမာဏလေးကိုဒီမှာပြပေးထားမယ် ID ကိုပြပေးထားမှာပေါ့နော်ဒီမှာထုတ်ယူခဲ့တဲ့ပမာဏကား ဆွေစီဒိုတမကို UADD ပဲဖြစ်ပါတယ်တရားမဆွေ employee အနေနဲ့ကျွန်တော်တို့ပို့ဆောင်နေတာကိုသူကပြောပြပေးထားကြည့်မယ်ဖြစ်ပါတယ် okay ကျွန်တော်တို့ကခဏလေးစောက်ပေးလိုက်ပြီဆိုရင်ပေါ့နော်ကျွန်တော်တို့ရဲ့ဘိုင်းနဲ့အကောင့်လေးထက်ကိုပတ်စာကဝင်လာမှာပဲဖြစ်ပါတယ်နောက်ခုနာကထုတ်လိုက်တဲ့ဒီမှာစီဒိုတမနိုင် UADD ကဆွေရပေါ့နော်ကျွန်တော်တို့ရဲ့ဒီဘိုင်းနဲ့အကောင့်လေးထက်ကိုပတ်စာဝင်လာကြောက်ဒီမှာဆက်ဖူးလေးအနေနဲ့သူကပို့ပေးလိုက်ပြီလို့ပြောထားခြင်းပဲဖြစ်ပါလေ okay ကျွန်တော်တို့ရဲ့ဘိုင်းနဲ့အကောင့်လေးထက်ကိုပတ်စာဝင်လာမဝင်လာ ဆိုတာလေးကိုကျွန်တော်တို့ဘိုင်းနဲ့အကောက်လေးထက်ကိုတွားကြည့်မဲ့ပေါ့နော်ဘိုင်းနဲ့အကောက်လေးထက်ကိုတချေဝေလိုက်ပေါ့ဝေလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာအဆန်းဆိုတဲ့ဒီကောက်လေးကိုတချေနှိပ်ပေးလိုက်ပေါ့နော်နှိပ်ပေးလိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့က UADD လေးထက်ကိုတချေဝေပေးလိုက်ပေါ့ဝေပေးလိုက်ပြီဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကဒီပိုစစ်အနေနဲ့ဒီကောက်လေးထက်ကိုတချေဝေပေးလိုက်ပေါ့နော် Okay ဒီမှာဆိုရင် complete တဲ့အနေနဲ့ကျွန်တော်စီတို့ဒါသမ9ဒေါ်လာကိုထောက်ယူလိုက်တာအနေနဲ့ free gift အနေနဲ့သူကပြန်ပြီးပြီဆိုရင်ပေါ့နော်စီတို့ဒါသမ67 UADD ကိုကျွန်တော်စီကိုရ ားစီလာတာပဲဖြစ်ပါတယ်ရေဆွဲကားဆိုရင်ဒီမှာကိုလူတို့တွားကြည့်လို့ရမှာဖြစ်ပါတယ် okay လောကတရားရခိုင်တော့ပေးပြီးတော့ကျွန်တော်တို့ဒီ YouTube ဗီဒီယိုလေးတွေကိုကြည့်ပေးရုံနဲ့ပတ်စံဆောက်လို့ရမယ်ပတ်စံထုတ်တဲ့အခါမှာဆိုရင်လည်းပဲအခုတော့အခုချစ်ချစ်ကျွန်တော်တို့ရဲ့ main account တွေကိုပတ်စံဝေလာကြကိုကိုလူတို့အနေနဲ့ဒီမှာတည်တည်နေတကွာမြေတွေ့ရမှာဖြစ်ပါတယ်